င်ဝဲတယ်ဟာဒေါ်လာဘယ်နှတန်းနဲ့အင်ဝဲလိုက်တယ်โอเคမသိတဲ့လူတွေကမြန်မာပြည်ကလူတွေကမသိလို့အကျွေးစနစ်ကိုမသိလို့ပြောတယ်ဆိုခံစားသေးတယ်နော်အားကြောင့်ဒီလိုကိစ္စရက်တွေကိုစိတ်ပြတ်ပြီးနားလိုက်တာလေဆိုတော့နော်ရမုံငွေရှာတဲ့ကိစ္စရက်ကိုဘာလို့နားလိုက်တာလဲဆိုတော့ရန်သူကြောင့်မဟုတ်ဘူးကိုယ့်ဘက်ကအဲ့လိုမျိုးသူ့ခွဲရလွယ်တဲ့လူတွေကြောင့်သူ့ခွဲရလွယ်တဲ့လူတွေရဲ့စော်ကားတဲ့ဇာတ်ကားတွေကြောင့်နော်ကျွန်တော်တို့ကျွန်တော်တို့ဘယ်တော့မှအဆုံးမမှတ်မိနေမှာကဇာတ်ကားတခုရှိတယ်ပေါ့နော်ကျွန်တော်တို့အဆုံးမမှတ်မိနေမှာကရန်သူရဲ့ဟာတိတ်တန်နေမဟုတ်ဘူး ကိုဘက်ကပါဆိုရဲလူတွေရဲ့နှုတ်ဆက်နေနိုင်မှုပဲအဲ့တော့ကျွန်မဘက်ကလည်းအခုကနှုတ်ဆက်နေတဲ့လူတွေကိုအပြစ်မပြောပါဘူးအပြစ်လည်းမပြောတယ်လို့အပြစ်လည်းမမြင်ဘူးကျွန်မဒီ variation လုပ်ငန်းကြီးနားလိုက်ပြီဆိုတော့တချို့ကပြောကြတယ်ဟာဟိုလူကြောင့်အညူကြီးကြောင့်ဟာဟိုဆယ်လီတွေကြောင့်ဒီဆယ်လီတွေကြောင့်ဟိုဆယ်လီတွေဝင်မကပြီလို့ဒီဆယ်လီတွေဝင်မကပြီလို့မဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်မဘာကြောင့်တကယ်နားလိုက်တာလဲဆိုတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပန်ဆယ်လိုအနားယူသွားရတဲ့အကြောင်းရင်းတန်ဆယ်လို့ကိုတိုင်ရင်ဖွင့်လာတည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာ ဲ့တော့ဒီနေ့ဘာဖြစ်နေလဲဆိုကြည့်လိုက်တော့ကိုလင်းလင်းတို့အိမ်ဝယ်လို့တဲ့ကလန်နာကြပေါ့ဟုတ်တယ်မလားကလန်နာကြတိုက်ခိုက်မှုတွေတယောက်ပြီးသွားရင်နောက်တယောက်လာမှာပဲနော်အမ်ဒီလိုပဲအဲ့ဒါတွေကိုလည်းကြိုတင်မှန်းဆမိပါတယ်ဒီလိုပဲတော်လန်ရေးတဲ့လူတွေတော်လန်ရေးတဲ့လူတွေကိုချင်းချင်းနဲ့မှစိတ်မထားနိုင်တဲ့ယူရည်ပြင်မလားစိတ်မထားနိုင်တဲ့ယူရတော့ဒါမျိုးကိုဘက်ကတိုက်ကွက်တရားတောက်လျှောက်လာမှာပါပဲကျွန်မလည်းအများကြီးတောင်းခံခဲ့ပါတယ်ကိုရီးယားကဇာတာလီးကဆောင်းရမ်းကောင်းလာပေါ့နော်ဇာတာလီးကဘယ်လိုကောင်းလဲဆိုတော့ အမေရိကကိုရောက်တယ်အမေရိကကိုရောက်သွားလို့ဆိုစဲခံရတော့ကလည်းပန်ဆယ်လို့ထိတ်ဆုံးကပွေးတော်ဘူးဟုတ်ပါဘူးကွာဘသူ့ကိုမှကိုယ့်ဘက်ကလူတွေကိုပမန့်စစ်တဲ့မှာကိုယ့်ဘက်ကလူတွေကိုဘသူ့ကိုမှဘာအဖြစ်ကလေးကိုမှမမြင်တာသိရမလားလူပီပီတတ်တာတွေအဲ့လိုမျိုးပေါ့နော်ခန်းစားချက်တွေရှောက်တွင်းမယ်ဆိုလို့ရှိရင်တော့စိတ်ဆိုးစိတ်ကောက်ဖြစ်စရာတွေကတော့အများကြီးပေါ့ဒါပေမဲ့မလိုအပ်ဘူးလीနော် ကျွန်တော်ဒီဒီတော်လိုင်းကြီးကဘသူအတွက်ကြောင့်မှဘသူချောင်းမှပါဝင်လာတာမဟုတ်ဘူးကိုခံယူချက်ကိုခံစားချက်နဲ့ပါဝင်လာတာအဲ့တော့ဘသူမှလည်းစိတ်ကောက်စရာမရှိဘူးဘသူမှလည်းစိတ်ဆိုးစရာမရှိဘူးဒါမဲ့ဒီမှာထောက်ပြတာပေါ့နော်ကျွန်တော်တော်လိုင်းကြီးတွေကလူတွေမစည်းလုံးတွေ၏နော်မစည်းလုံးတွေ၏အချင်းချင်းကိုလူလို့မခံစားနိုင်တွေ၏ဒီလိုကိစ္စတွေကတစ်ခွက်ပြီးတစ်ခွက်လာမှာပဲတစ်ခွက်ပြီးတစ်ခွက်ကိုလာမှာဒါအရန်ရှင်းတဲ့ကိစ္စပဲကျွန်တော်ဆိုလို့ရှိရင်ဒါကျွန်မရဲ့ကံလေးပေါ့နော်ကျွန်မကံလေးကရမ်းကောင်းတယ်နော်တော်လိုင်းကြီးတွေမှာ ထီကနန်းဆိုရင်ထိတ်ဆုံးကကိုပဲထိတ်ဆုံးကအစဲခံတာထိတ်ဆုံးကအစဲခံတာကိုပါပဲအမေရိကကိုရောက်လာလို့ဆိုပြီးတော့အစဲခံတော့ကလည်းကိုပဲနော်ပထမဆုံးပထမဆုံးစစဲခံတာကိုပဲနောက်လေကြလေကြရောအဲ US ကိုအဲ့ဒီကိုကို US ရောက်သွားလို့ဆိုပြီးဆဲတဲ့သူတွေကိုတိုင် US ကိုရောက်လာတဲ့အထိအဲ့ကြတော့ဘယ်သူမှ US ရောက်လာလို့ဘယ်သူမှဆဲမဲ့သူမရှိတော့အဲ့တော့ဒါမဲ့ကျွန်မဘယ်သူမှအစဲမခံဘဲနဲ့ထိတ်ဆုံးမှစစဲခံပါတယ်အမေရိကမှာအိမ်ဝဲတယ်နော်အိမ်ဝဲတယ်ဟာဒေါ်လာဘယ်နဲ့တန်းတဲ့အိမ်ဝဲလိုက်တယ်โอเค မသိတဲ့လူတွေကငါမြန်မာပြည်ကလူတွေကမသိလို့အကျွေးစနစ်ကိုမသိလို့ပြောတယ်ဆိုခံစားသေးတယ်နော် US က US မှာနေတာဖိမွေးဖြူနေတဲ့ဂုရုကြီးများကျွန်မကျွန်မမျက်နှာအမြဲအခုဒီလိုပဲဒီလိုရုပ်ပဲဘာဖြစ်လဲသိလားရင်နေတာထိုင်ရင်နေတာနော်အဲ့လိုလူတွေနဲ့ရှေ့ဆန်နိုင်ရပါစီလို့နော်အဲ့လိုလူတွေနဲ့ဒီဒေါ်လာရေးကြီးအောင်မြင်ပါစီပေါ့နော်ဒီဒေါ်လာရေးကြီးအောင်မြင်ပါစီအဲ့လိုစိတ်ဓာတ်တွေမွေးမြူပြီးတော့နော်အဲ့လိုစိတ်ဓာတ်တွေနဲ့အချင်းချင်းဂရုတွေဖွဲ့ကြဂရုတွေဖွဲ့ကြ ြောမရင်ဒါတွေပြောရင်ဒေါရီပါမယ်ပေါ့နော်မပြောပါဘူးအဲ့လိုမျိုးစိတ်ဓာတ်တည်နေဒီကြော်လန်ကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့တက်နိုင်ရနေတာအကျိုးစားနေမှာပဲနော်ဒါမဲ့ဒါကကိုတယောက်တည်းလှုပ်ဆောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေဟုတ်တယ်မလားအဲ့တော့ပြုံပြုံလေးပေါ့နော်ပြုံပြုံလေးပေါ့ကျွန်တော်တို့ပြုံပြုံလေးပါလေအဲ့တော့တော်လန်ကြီးမှဒီလိုပဲဆက်လာကြအောင်ပါပန်ဆယ်လိုကိစ္စပြီးသွားလို့ရှိရင်ပန်ဆယ်လိုတော်လန်ကြီးကိုငွေရှာမပေးတော့ဘူးဆိုရင်တော်လန်ကြီးကိုငွေရှာပေးနေတဲ့နောက်ထပ်တစ်ယောက်ကဘယ်သူလဲအဲ့လူစီရောက်လာလိမ့်မယ်အဲ့လူကတော်လန်ကြီးကိုငွေရှာမပေးတော့ဘူးဆိုလို့ရှိရင် နောက်ထပ်ဒေါ်လာယူငွေရှာပေးနေတာဘာတူလဲအဲ့လူစီထားရောက်လာလိမ့်မယ်နော်ငါအနေတိုင်းမထက်အောင်နင့်ပြဲပြနေလို့လားဟင်ငါအနေတိုင်းမထက်အောင်နင့်ပြဲပြနေလို့လားရိုင်းတာလိုသားရေနော်ရိုင်းတာလိုရေမင်းတို့လောက်ကငါရှစ်ခေါက်ကျိုးပြီးအိတ်ခေါက်အိတ်ကက်ထဲထဲထားလို့ရတယ်တေးနူးထပြောရင်တော့မင်းတို့ထက်ရိုင်းနေမင်းတို့ထက်ရိုင်းအောင်ပြောနိုင်တယ်ဟုတ်ဒီမှာပြောချင်တာကတော့အမ်တစ်ခုပြီးတစ်ခုတယောက်ပြီးတယောက်လာမှာပဲ တည်ရမလားတယောက်ပြီးတယောက်လာမှာဒီတယောက်ပြီးသွားလို့ရှိရင်တော်လိုင်းကြီးမှာနောက်ထပ်ငွေရှာပေးနေရဘယ်သူလဲအဲ့တယောက်တိုက်ခိုင်းမှာပဲအဲ့တယောက်မရှိတော့ရင်နောက်ထပ်တော်လိုင်းကြီးမှာငွေရှာပေးနေတာဘယ်သူလဲအဲ့တယောက်ကိုတိုက်ခိုင်းမှာပဲအဲ့တော့အဲ့ဒါကစိတ်ဆိုးစရာလားဆိုစိတ်မဆိုးပါဘူးအဲ့ဒါကြတော့တို့ကတို့အလုပ်တို့လုပ်နေတာကျမတို့ဘက်ကလူတွေကကို့အလုပ်ကိုမလုပ်ကြတာနော်ကျမတို့ဘက်ကလူတွေကကို့အလုပ်ကိုကိုမလုပ်ကြတာကို့အလုပ်ကိုမလုပ်ဖဲနဲ့အာငါတို့တော်လိုင်းကြီးဗတာချင်းဆိုတဲ့စိတ်မျိုးဒီတော်လိုင်းကြီးမှာဘယ်လိုခံစားချက်တွေနဲ့လုပ်နေတယ်ဆိုတော့ကို့ခံစားချက်ကိုကိုမြင်အောင်ကြည့် ခုခန်းစားကြငါတော်မှဒီလိုခန်းစားရတယ်ဒီလိုနိုင်ခြင်းရင်သူတို့လိုလူတွေကလည်းနိုင်ခြင်းပါပဲသူတို့လူတွေကလည်းသူတို့စွမ်းတလောက်ကြိုးစားနေကြမှာပဲဆိုတာမျိုးမယုံကြည်ပဲနဲ့တစ်ဖက်ကတွေးထိုးလိုက်မှာဟုတ်ဟုတ်မှာပေါ့ तू ကအဲ့လိုမျိုးဖြစ်မှာပေါ့ဆိုတဲ့အဲ့လိုလူမျိုးတွေကြောင့်အဲ့လိုလူမျိုးတွေကြောင့်ကျမနားလိုက်တာအဲ့ဒါအဲ့အခုကျမ fan raising ကိစ္စရတယ်အပီးတိုင်းနားသွားတာကနော်တက်တယ်ပဲဒီနေရာမှာနည်းနည်း fee ဖြစ်လာလို့ပြောလိုက်မယ်နော်မပြောတော့ဘူးလို့နေတာတိုက်ခိုက်ကြတဲ့ကောင်တွေကြောင့်မဟုတ်တိုက်ခိုက်ကြတဲ့ကောင်တွေကြောင့်ရက်လိုက်တာမဟုတ် ဖန်ရီးစင်းကိစ္စရက်တွေကျွန်မတော်လိုင်းရက်နားတော့မှာမဟုတ်ဘူးเนาะဆက်ရှိနေမှာเนาะတော်လိုင်းရက်ကိစ္စရက်တွေကျွန်မတတ်နိုင်တာတွေကျွန်မလိုအပ်တာတွေလုပ်သမျှတွေကျွန်မလုပ်နိုင်တာမှန်သမျှအောင်လုပ်နိုင်နေရင်ညာလုပ်နေဦးမှာတော်လိုင်းရက်လုံးဝနားတော့မှာမဟုတ်ဘူးဒါမဲ့တော်လိုင်းကြီးမှာကျွန်မရဲ့ကျွန်မအတက်နိုင်ဆုံးကျွန်မအတက်ဆုံးပေါ့เนาะကျွန်မအအောင်မြင်ဆုံးဆောင်ရွက်နိုင်ခဲ့တဲ့အရေးချင်းကိုကျွန်မရက်လိုက်တာအဲ့ဒါဘာကြောင့်လဲဆိုတော့တိုက်ခိုက်ကြတဲ့ကောင်ကြီး၆အောင်လို့တချို့ကထင်ကြနေမယ်မဟုတ်ဘူးတိုက်ခိုက်ကြတဲ့ကောင်ကြီးကြောင့်မဟုတ်ဘူးအဲ့ကောင်ကြီးကသူတို့လှုပ်သူတို့လှုပ်တာသူတို့လှုပ်သူတို့လှုပ်တာအတွက်စိတ်မဆိုး ဘာလို့လဲဆိုတော့သူတို့ကကျမတို့ကိုဝင်တိုက်ခိုက်လို့ရှိရင်သူတို့စကွဲတပီပိုးလေးရမယ်နော်အဲ့လိုမျိုးအဲ့လိုမျိုးကောင်းစားတယ်ကျမဘာကြောင့်နားလိုက်တာလဲဆိုတော့အဲ့ကိုဘက်ကနေပြီးတော့တော်လန်ကြီးဘက်သားပါတော်လန်ကြီးဘက်ထက်ကလူတွေပါလို့ပြောပြီးတော့တော်လန်ကြီးတွေကလူအချင်းချင်းငါတို့အချင်းချင်းဆိုရစိတ်ကိုမထားနိုင်တဲ့လူတွေကြောင့်နော်ငါတို့ကတော်လန်ကြီးအောင်ချင်တယ်သူကတော့အောင်ချင်မှာမဟုတ်ဘူးလို့တွေးပြီးတော့နော်သူကတော့အဲ့လိုဖြစ်မှာပေါ့သူကတော့အဲ့လိုမျိုးစိတ်ရှိမှာပေါ့သူကဒါကြောင့်ဒီလိုဖြစ်လာတာနေမယ်ဆိုတော့ အဲ့လိုမျိုးအလကားရတဲ့ထင်မြင်ယူဆချက်တွေနဲ့ကိုယ့်ရဲ့အုံနောက်ကိုမသုံးမဲနဲ့သွေးခွဲတိုင်းပါထက်တဲ့နော်လီနီယာရင်းတဲ့တဲ့ကောင်လေးကြောင့်အဲ့လိုလူတွေကိုစိတ်ကုန်လို့ရလိုက်တာကျမဘယ်တော့မှရန်သူပချောင်းမကြည့်ရန်သူစိတ်ဝင်စားရန်သူကရန်သူလို့လုံးမှာပဲရန်သူကရန်သူအလုပ်ကိုလုံးမှာပဲဆက်လက်တော့အုံမှာနော်ဆက်လက်တော့အုံမှာအခုပန်းစိလိုတော်လင်ကြီးမှာရန်ငွေရှာတဲ့ကိစ္စတွေရက်သွားပြီရန်နာလိုက်ပြီဆိုလို့ရှင်နောက်ထပ်ငွေတော်လင်ကြီးငွေရှာပြီးနေတဲ့သူရှာပြီးတိုက်ခိုက်လိမ့်မယ်နော်ဘယ်နဲ့ရက်မှတော့မကြောက်အခုထပ်လာပြီ ဲ့တော့ဒါကကျမကကောင်းပါတယ်ဒါကိုကောင်းနေကြိုက်တယ်လို့ပြောနေမှာမဟုတ်ဘူးဒီလိုမျိုးဝါဒဖြန့်ချိမှုတွေလည်းကျမဘက်ကတတ်နိုင်တဲ့မြန်တုံ့ပြန်သွားအောင်ပါနော်တတ်နိုင်တဲ့မြန်ပြန်ပြီးတော့တံပြန်သွားအောင်ပါပဲဒါမဲ့ဘာကြောင့်ဒီလိုကိစ္စရက်တွေကိုစိတ်ပြက်ပြီးနားလိုက်တာလဲဆိုတော့နော်ရမုံငွေရှာတဲ့ကိစ္စရက်ကိုဘာလို့နားလိုက်တာလဲဆိုတော့ရန်သူကြောင့်မဟုတ်ဘူးကိုဘက်ကအဲ့လိုမျိုးသူ့ခွဲရလွယ်တဲ့လူတွေကြောင့်သူ့ခွဲရလွယ်တဲ့လူတွေရဲ့စော်ကားတဲ့ဇကားတွေကြောင့်နော်ကျမတို့ကျမတို့ဘယ်တော့မှအဆုံးမမှတ်မိနေမှာကဇကားတခွန်းရှိတယ်ပေါ့နော်ကျမတို့အဆုံးမမှတ်မိနေမှာက ရန်သူရဲ့ဟာတိတ်တန်နေမဟုတ်ဘူးနော်ကိုဘက်ကပါဆိုရဲလူတွေရဲ့နှုတ်ဆက်နေနိုင်မှုပဲအဲ့တော့ကျမဘက်ကလည်းအခုကနှုတ်ဆက်နေတဲ့လူတွေကိုအပြစ်မပြောပါဘူးအပြစ်လည်းမပြောတယ်လို့အပြစ်လည်းမမြင်ဘူးကျမဒီ variation လုပ်ငန်းကြီးနားလိုက်ပြီဆိုတော့တချို့ကပြောကြတယ်ဟာဟိုလူကြောင့်အညူကြီးကြောင့်ဟာဟိုဆယ်လီတွေကြောင့်ဒီဆယ်လီတွေကြောင့်ဟိုဆယ်လီတွေဝင်မကပြေးလို့ဒီဆယ်လီတွေဝင်မကပြေးလို့မဟုတ်ပါဘူးမဟုတ်ပါဘူးကျမဘာကြောင့်တကယ်နားလိုက်တာလဲဆိုတော့အဲ့ဒီကိုဘက်ကပါဆိုရဲ ကိုဖက်ကပါလို့ခံယူထားပြီးတော့ကိုဖက်ကပါဆိုတဲ့စိတ်ကိုမထားနိုင်ဘဲနဲ့သူများသွေးထိုးတိုင်းပါတတ်တဲ့လူတွေကြောင့်သူများသွေးထိုးတိုင်းယုံတတ်တဲ့သူတွေကြောင့်ကိုရဲ့ပင်ကိုမစ္စရီယာစိတ်ကိုနော်အလိုစိတ်အလိုလိုက်ပြီးတော့တော်လန်ကြီးကိုသိနေပန်းကြတဲ့ကောင်းကြီးကြောင့်နော်အားကြောင့်အဲ့တော့ထားလိုက်ပါဒါအခုအခုဒီမှာတရားလီပြီးတော့ပြောခဲ့ပါမယ်ခဏနေလဲစာနဲ့ရေးအောင်ပါဘာလဲဒီလားရန်သူကရန်သူပြပြတတ်တာလောက်ကြလိမ့်မယ်ရန်သူပြပြတတ်တာ ဆက်သွားကြပါလိမ့်မယ်။ကိုဘကလူတွေကအဲ့လိုစောက်ပေါလုံနေတဲ့ရွေးတော့တော်လည်းကြီးမှာနော်လုဆောင်နေတဲ့သူတွေအဲ့လိုတယောက်ပြီးတယောက်ပဲ့ကုန်ကြမှာပဲ။လူတွေရဲ့ခံနိုင်ရည်ဆိုတာ limit ရှိတယ်နော်။လူတွေကလူတွေလူတွေမှာပေါ့နော် limit ရှိတယ်။ပြီးခံနေဆိုတဲ့အရာမှာလည်း limit ရှိတယ်။ဥပိ္ပခပြုတ်လေဆိုတဲ့နေရာမှာလည်း limit ရှိတယ်။အရာတော့မှ limit ရှိတယ်နော်။တော်လည်းကြီးတဲ့မှာရှစ်ထွက်ပြီးလုဆောင်နေတဲ့လူတွေရဲ့အချင်းနေရှေ့ထွက်ပြီးလှုပ်ဆောင်နေရတဲ့လူတွေရဲ့အန္တရာယ်ဒီစောက်ခွက်ကြီးတွေကိုပြပြီးလှုပ်ဆောင်နေရတဲ့သူတွေရဲ့ဖိအားတွေကိုမသိဘဲနဲ့ နော်ရန်သူကတွေးခွဲလိုက်တိုင်းမှာဟုတ်မှာပေါ့ဟုတ်မှာပေါ့ဆိုတဲ့လူစားတွေအဲ့လိုလူစားတွေကြောင့်နောက်ဆုံးတက်တယ်ပဲပြောမယ်နော်စကားကုန်ပြောမယ်ဒီတော်လန်ကြီးမအောင်မြင်ခဲ့လို့ရှင်အဲ့လိုလူစားတွေကြောင့်နော်ကိုကိုကိုအဲ့လိုလူစားတွေဖြစ်နေလားလို့ပြန်တွေးကျွန်မအကောင်းဆုံးတောင်းခံခဲ့တယ်ကျွန်မအကောင်းဆုံးရှေ့ဆက်ခဲ့တယ်နော်ကျွန်မအကောင်းဆုံးမိမတယောက်အနေနဲ့ကျွန်မကျွန်မအသက်အရွယ်မိမတယောက်အနေနဲ့တောင်းခံနိုင်တဲ့မြတ်အကောင်းတောင်းခံခဲ့တယ်နော်အဲ့ဒီ limit တွေကိုကျော်ပြီးတော့တောင်းခံခဲ့တယ်ကျွန်မတို့ကျွန်မတယောက်တည်းမဟုတ်ကျွန်မမိသားစုတစုလုံးနော် ကြိုးကြိုးဆဆနဲ့လုပ်ခဲ့တယ်နော်ပြီးတော့ကြိုးကြိုးဆဆနဲ့တဲကြီးခံပြီးခဲ့တယ်အဲ့တော့အဲ့လိုလူကြားတွေအဲ့လိုမျိုးနေထိုင်အဲ့လိုမျိုးရှစ်ထွက်ပြီးလုပ်နေကြရတဲ့လူတွေကိုနော်နောက်ကနေပြီးတော့ထင်မြင်ယူဆချက်တစ်ခုတွေနဲ့နော်ကိုယ့်ရဲ့အငုံစိတ်ကိုယ့်ရဲ့ကိုယ့်ဘဝရဲ့မအောင်မြင်မှုတွေနဲ့နော်ငါကတော့ US ရောက်ပြီး220မှာအိမ်ဝင်နိုင်တယ်သူကဘာဖြစ်လို့နှစ်နှစ်အတွင်းမှာဝင်နိုင်ရလဲအဲ့လိုကိုယ့်ရဲ့ mystery ရစိတ်အခံကြောင့်ဖြစ်လာတဲ့အရာတွေမှာတော့ကျမတို့မှတာဝန်ရှိမနေဘူးเนาะ ဲ့တော့ကျွန်မအခုဒီကိစ္စတွေဖြစ်လာတဲ့ခါမှာလေအဲ့လိုပဲတွေးတယ်။ငါလုံနိုင်တာရဲ့ဘောင်ရဲ့အဝေးကိုကျော်ပြီးတော့ငါအောင်ကြီးတင်းကြီးခံခဲ့တယ်နော်အားလုံးကိုရှင်းပြခဲ့တယ်ကျွန်မကတော့ပြောတယ်လို့ပဲကျွန်မရှင်းပြရတယ်ဆိုတာကိုဘက်ကလူတွေအတွက်မဟုတ်ဘူးနော်ကိုဘက်ကလူတွေအတွက်ကျွန်မအလုပ်လုပ်ခဲ့တာမဟုတ်သလိုကိုဘက်ကလူတွေအထင်လွဲမှလည်းနော်စောက်ပြီးကိုနည်းနည်းလေးမှမဆိုင်တာဒါပေမဲ့ကျွန်မစိတ်အနာဆုံးကဘာလဲဆိုတော့ကိုဘက်ကလူတွေပါဆိုပြီးတော့နော်တော်လန်ကြီးဘက်ကလူတွေပါတော်လန်ကြီးချောင်းပါနော်တော်လန်ကြီးတဲ့မှာလှုပ်ရှားနေတဲ့လူတွေပါ ော်လင်ကြီးကိုဘလို့အောင်မြင်စီစဉ်တာပါဆိုပြီးတော့ပါဆက်ကအတန်ကောင်းဟစ်နေပြီးတော့နော်ကိုဘက်ကတော့မတွေးပဲနဲ့ကိုရဲ့အငုံစိတ်တီကိုရဲ့မစ္စရိယစိတ်တီနဲ့ဆုံးဖြတ်ကြတဲ့အလကားထင်မြင်ယူဆကြတဲ့ကောင်စားကြီးချောင်းနော်ဒီဖန်ရေးစံလုံငန်းလေးကိုနောင်သားမရှိတဲ့အထိလုပ်ပြီးတော့မှနောင်သားမရှိနားတာနောင်သားလုံးဝမကြောက်နောင်သားလေလုံးဝမရလို့ဒါကြောင့်ကျင်ညာတဲ့ညီကလေးကဘယ်လိုကောင်းမလဲအဆုံးကြီးဆုံးဖြတ်ချက်ကိုမပြင်ဘူးလို့တခါလေးပြောခဲ့တာကျမလေးအိမ်အောင်ကြတာလုံ မီးစားဖို့ကအိမ်တော်သက်ပေါင်းရင်16နှစ်ရှိပြီနော်တမီးစားဖို့ကျမကျမအမျိုးသားတော်မှာလေတမီးစားဖို့ကမှာရောအခုအိမ်တော်သက်10နှစ်ကျော်မှာရောတခါမှလေလမယားချင်းစိတ်ဆိုးစိတ်ကောက်လို့အိမ်ဘွားဆင်းသွားတာလို့နော်ကွဲပြီးကွာပြီးလို့ကျမဘယ်တော့မှမပြောခင်ကျမပြောတဲ့နေရာလည်းအတီးပဲအဲ့လိုပဲဒီတော်လည်းရေးမှလည်းဒီတိုင်းပဲကျမဘယ်တော့မှတော်လည်းရေးရရပ်လိုက်ပါမယ်ဘာဖြစ်မယ်ညာဖြစ်မယ်တခါမှမချင်းချောက်ဘူးနော်ချင်းချောက်စရာလည်းမရှိဘူးဘယ်တော့မှမလည်းဘသူ့မှလည်းအဲ့လိုစကားမျိုးလည်းမပြောခင်နော် fan reason နေနားလိုက်ပါမယ်လို့နော် different reason တွေနားလိုက်ပါမယ်ဆိုလေဘသူဘယ်တော့မှပြောခဲ့တာမြင်ဘူးလို့လေနော်ဘယ်တော့မှပြောခဲ့တာမြင်ဘူးလို့လေဘယ်တော့မှမပြောခဲ့ဘူးဒါမဲ့ကျွန်မပြောတဲ့စကားဒီအတီးပဲနော်အဲ့တော့ဟိုဘယ်လိုကောင်းလဲသမီးစားတွေကြားထဲမှာလေတကယ်တရားနဲ့တခုခုဆိုညနေငါနဲ့ပြတ်မယ်နော်ပြတ်မယ်နော်အဲ့ဒါကျွန်မအချင်းမဟုတ်ကျမမြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုအဆုံးသတ်ရန်တောင်းဆိုလိုက်ပြီး ICC တရားရုံးကမင်းအောင်လှိုင်အပေါ်ဖန်ဝရန်ထုတ်ရေးနောက်လေးနေမှုကိုမေခွန်းထုတ်မြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွက်ပြစ်ဒဏ်ကင်းလူခွင့်ရရှိနေမှုအဆုံးသက်ရေးအရက်ဖက်အဖွဲ့များရိုဟင်ဂျာများနှင့်မြန်မာလူမှုအဖွဲ့အစည်းအားလုံးကတောင်းဆိုထားကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးကသတင်းထုတ်ပြန်သည် မြန်မာနိုင်ငံမှာလူအခွင့်အရေးကာကွယ်သူ3ဦးကဂျီနီဗာတွင်ကျင်းပသည့်အကြိမ်60မြောက်လူအခွင့်အရေးကောင်စီစည်းဝေးနှင့်နယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံတွင်ရိုဟင်ဂျာများ၏အခြေအနေနှင့်ပတ်သက်ပြီးတရားမျှတမှုရရှိစေရေးငြိမ်းချမ်းရေးဂုဏ်သိက္ခာနှင့်လူအခွင့်အရေးများပြန်လည်ရရှိရေးအတွက်ကူညီဆောင်ရွက်ပေးရန်နိုင်ငံတကာအသိုင်းအဝိုင်းသို့တောင်းဆိုခဲ့သည် ရိုဟင်ဂျာအရေးလှုပ်ရှားနေသော Burmese Rohingya Organization ဥက္ကဋ္ဌဦးထွန်းခင်ကတရားမျှတမှုကိုလိုချင်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုကျွန်တော်တို့လည်းတုန်းကလွတ်မြောက်လာသူတိုင်းကတရားမျှတမှုကိုလိုချင်နေဆိုတာကိုပြောကြတယ်။တရားမျှတမှုအတွက်၈နှစ်ကြာအောင် စောင့်ခဲ့ရပြီးပြီးလူမျိုးတုံးတက်ဖြတ်မှုကနေလွတ်မြောက်လာသူတွေအတွက်တရားမျှတမှုရဖို့ကအရေးကြီးပါတယ်ဟုပြောဆိုသည်။ ဦးထွန်းခင်ကမြန်မာစစ်ကောင်းဆောင်များကိုတရားဥပဒေအရအေးအေးယူရန်အာဂျင်တီးနားတရားရုံးတွင်တရားစွဲဆိုထားသူလည်းဖြစ်သည့်ဦးထွန်းခင်ကမြန်မာအရေးနှင့်ပတ်သက်၍နိုင်ငံတကာတရားစီရင်ရေးရန်ရအများ၏နှောက်နှေးမှုအပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်ရုရှားသမ္မတဗလာဒီမာပူတင်ကိုဖမ်းဝရမ်းထုတ်ချင်းခဲ့သောကိစ္စရက်တွင် ICC တရားရုံးကလျင်မြန်သောအရေးယူဆောင်ရွက်မှုလုပ်ခဲ့တော်လဲမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ရေးအပါအဝင်မြန်မာနိုင်ငံအရေးကိစ္စတွင် ICC တရားရုံးကနှောက်နှေးနေမှုအပေါ်ဥထုံးခင်ကမေးခွန်းထုတ်သည်တရားမြတ်တမှုနှောက်နေခြင်းကတရားမြတ်တမှုကိုငင်းပယ်ခြင်းဖြစ်ပါတယ်တရားမြတ်တမှုဆိုတာမျက်နှာလိုက်လို့မရပါဘူးပြက်ပြီလို့ပြောရတာတကယ်ပြက်ပြီပဲအဲ့တော့ဒီတော်လိုင်းကြီးကိစ္စရဲ့ဒီမှာလဲ ferrisin ကိစ္စတွေမှာလဲကျမကဘယ်လောက်တိုက်ခိုက်တိုက်ခိုက်ကျမဘက်ကရက်လိုက်ပါတော့မယ်နားလိုက်ပါတော့မယ်လူလိုက်စွဲနေအောင်ဘယ်တော့မှမဖြစ်ဘူးနော်ဒါပေမဲ့ကျမဆုံးဖြတ်ပြီးတော့နောင်တမရလောက်တဲ့အထိနောင်တရစီရမရှိတဲ့အထိစူးစမ်းပြီးသွားမှာစူးစမ်းပြီးသွားတော့မှာ နော် နောင်လာရစရာမရှိတော့တဲ့အချိန်ထိတင်းကြီးခံပြီးလောက်တော့မှနော်ကျမကတည်းကကျမဆုံးဖြတ်ပြီးနားတာအဲ့တော့ဘာကြောင့်နားရလဲလို့မေးလို့ရှိရင်နော်ဘာကြောင့်နားရလဲလို့မေးလို့ရှိရင်ရန်သူကြောင့်နားတာမဟုတ်ဘူးရန်သူကြောင့်ရှက်လိုက်တာမဟုတ်ဘူးဘသူကြောင့်ဘဝကြောင့်ဘသူ့အမှလက်ညှိုးထိုးစရာမရှိဘူးတခုတော့ရှိတယ်အဲ့ဒါပါလဲဆိုကိုဘက်ကပါတော်လန်ကြီးဘက်ကပါတော်လန်ကြီးကိုအရန်အောင်မြင်စေချင်ပါတယ်လို့ဗဇက်ကအတန်ခေါင်းဟစ်ပြီးတော့နော်ကိုရဲ့မနာလိုမစ္စရိယစိတ်ကိုတော့မထိန်သိမ့်နိုင်ကြတဲ့နော်ကောင်းစားလေးချောင်း ဒါပါပဲဘာမှမဟုတ်ပါကျွန်မနားလို့ရှိရတယ်ဆက်လုပ်နိုင်တဲ့သူတွေအများကြီးပါဆက်လုပ်လိုက်ပေါ့နော်ဆက်လုပ်ကြပေါ့အဲ့တော့တော်လိုင်းကြီးမှာထပ်ပြီးတော့အဲ့လိုမျိုးစိတ်ဓာတ်တွေမပြောင်းနိုင်တဲ့တွေနော်အဲ့လိုစိတ်ဓာတ်တွေကိုရှေ့ဆက်ပြီးမွေးမြူနေချာတဲ့တွေတော့နော်တော်လိုင်းကြီးမှာငွေရှာနေတဲ့တယောက်ပြီးတယောက်ကိုတည်ပြီးတိုက်ခိုက်လာမှာနော်အခုကျွန်မပြီးသွားပြီကျွန်မကဒီကိစ္စရက်တွေနားပါပြီးစိတ်ပြတ်သားစွာနဲ့တခါလေးလှုပ်လိုက်ပြီနော်အဲ့လိုဆိုလို့ရှိရင်ကျွန်မဒီတော်လိုင်းကြီးတို့ငွေရှာမပေးတော့ဘူးဆိုလို့ရှိရင် တော်လေးတော့ငွေရှာပေးနေတဲ့နောက်ထပ်တစ်ယောက်စီကိုအဲ့ target တွေအကုန်လုံးရောက်သွားလိမ့်မယ်။ဘီနင်ဟောတာမဟုတ်ဘူးစောင့်ကြည့်။နော်အဲ့လိုအရာတွေကိုကျမကိုယ်တိုင်ဖြတ်တန်းခဲ့ရတာမလို့ခံစားခဲ့ရတာမလို့နော်အဲ့မှာလည်းထပ်ပြီးတော့အဲ့လိုသွေးခွဲတဲ့ဇကားတွေကိုထပ်ပြီးတော့ခဏကပြောတဲ့စောက်ပေါ်တွေကတော်လန်ကြီးတွေကစောက်ပေါ်တွေကအဲ့လိုထပ်ပြီးယုံကြအောင်မယ်အဲ့လိုသွေးခွဲဖို့လွယ်ကြအောင်မယ်နော်အဲ့တော့အပြင်မှာစောက်ခွက်ကြီးထွက်ပြီးတော့လုတ်ကင်နေရတဲ့သူတွေကနော်ရှင်းပြလို့ရတာရှိတယ်ရှင်းပြလို့မရတာရှိတယ် အဲ့ဒီအရာတွေတွေ risk ယူပြီးတော့ဖြည့်ရှင်းပြကြရအောင်မယ်နော်အဲ့လိုဖြည့်ရှင်းပြတဲ့အခါကျလို့ရှိရင်အဲ့လိုဖြည့်ရှင်းရတဲ့အပေါ်မှာထပ်ပြီးတော့ဟိုကောင်လေးကထပ်ဒုက္ခပေးကြအောင်မယ်ရှင်တို့တွေကအဲ့ဘက်ကဒေါ်လန်ကြီးရဲ့ဖြန့်မြင်းနေနဲ့တစ်ဖက်ထဲရက်နေကြတဲ့သူတွေနော်အတန်လာမတူတာနော်ရုပ်တာမတူကြတာနော်ပါဇက်ကပြောတော့တစ်ဖက်ကဘောမှတစ်ဖက်ကတပ်ပါတီနော်တစ်ဖက်ကတော်လန်ကြီးဓမာဘာလို့ပါဇက်ကပြောပြီးတော့ရှင်တို့ကတစ်ဖက်ထဲမှာဝင်အလုပ်လုပ်နေကြတဲ့သူတွေရှင်တို့ဆိုအဲ့ကောင်မျိုးပြောတာပါ ကျမတို့ဒီနေ့ကစပြီးတော့နော်ဒေါ်လာကြီးမှာကိုလှုပ်တဲ့နော်ကိုလှုပ်တဲ့ကိစ္စရက်တွေကိုလှုပ်နိုင်တဲ့ကိစ္စရက်တွေကိုကောင်းကောင်းမွန်မွန်လှုပ်မယ်နော်ကိုအကောင်းဆုံးလုပ်နိုင်တဲ့အရာကိုလှုပ်မယ်ကိုကိုကိုလည်းဂယူးဆိုင်မယ်ကိုဂယူးဆိုင်လို့နိုင်တဲ့လူတွေကိုလည်းဂယူးဆိုင်မယ်နော်ကိုပတ်စံနဲ့ကိုရှာပြီးတော့ကိုဘာသာကိုထောက်ပို့မယ်နော်ကိုတက်နိုင်တဲ့လောက်ကိုလှုပ်မယ်ကိုတက်နိုင်တဲ့လောက်ကိုရှာမယ်ကိုတက်နိုင်တဲ့လောက်ကိုထောက်ပို့မယ်နော်အဲ့ဒီဟာကိုမှလာပြောရင်လီးပဲလို့ဆဲဖို့ရှိတယ်နော်အဲ့တော့ခေါင်းမော်ပြီးတော့လीကျမဘဝတစ်လျှောက်လုံးမှာငွေနဲ့ပတ်သက်ပြီးတော့အပြောမခံခဲ့ဘူး ဘယ်တော့မှလည်းအစော်ကမခံခဲ့ဘူးအဲ့ဒါကိုကျွန်မ9နှစ်နီးပါးတီးခံခဲ့တယ်9နှစ်နီးပါးနော်9နှစ်နီးပါးနေ့စဉ်ရက်ဆက်နေ့စဉ်ရက်ဆက်နေ့တိုင်းနော်နေ့တိုင်းတီးခံခဲ့ရတာနော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အခုချိန်မှာနောက်ထပ်မရဘူးဆိုတော့အဲ့ဒါကိုပြောတာကျွန်မတို့ခဲ့တဲ့ချိန်တုန်းကလေအကောင်းဆုံးလုပ်ဆောင်ခဲ့တယ်နော်မြန်မာပြည်မှာ individual fundraiser တွေထဲမှာနော်ကျမအများဆုံးပါလို့မပြောရင်မဲ့ကျမရှာနိုင်တဲ့ပမာဏရှာဖွေပေးခဲ့တဲ့ပမာဏအကြီးကြီးမားမားတစ်ခုနော် milestone ပေါင်းများစွာရှိခဲ့တယ် အဲ့တော့နားတဲ့အချိန်မှာလေအဲ့လိုပုံစံမျိုးနဲ့နားတယ်နော်ဝင်နဲ့ပတ်သက်ပြီးတခါမှအစောစားမခံရအောင်အဲ့ဟာကို9နှစ်လောက်တင်းကြီးခံပြီးတော့နော်9နှစ်လောက်တင်းကြီးခံပြီးနေခဲ့တယ်အခုဒီမခံတော့ဒီမခံတော့ရတော့တိခန့်စရာမလိုတော့အောင်နံပါတ်1အချက်နေတယ်နော်နံပါတ်1နံပါတ်1အချက်တိခန့်တိခန့်စရာမလိုတော့တဲ့လမ်းကိုရွေးလိုက်တယ်နံပါတ်2အချက်ဒီမခံတော့ဒီမခံတဲ့နောက်ပိုင်းမှာဆက်ပြီးလာတော့မယ်နော်ကျမအဲ့လေးကိုရောက်ပြီလीနော်ကျမအဲ့လေးရောက်ဖို့လိုတာပေါ့ ျမအဲ့လိုတင်းကြီးခံခဲ့တဲ့အရာတွေအလှေရောက်ဖို့လို့လို့တယ်ရောက်အောင်လည်းလုပ်ပါနော်ဘသူဘသူဘက်ကမှတခုခုဖြစ်လာလူဆိုတာခုပါတော့ကိုတယောက်ထည့်ရင်ဆိုင်ဖြစ်ရှင်းရတာနော်တယောက်ထည့်ရင်ဆိုင်ဖြစ်ရှင်းရတာဘသူဘက်မှချစ်လို့ပါဆိုပြီးတော့ရှေ့ကဝင်းကာလို့မြင်အောင်ကိုတယောက်ထည့်ရင်ဆိုင်ရတာအဲ့လိုပဲကျမတယောက်ထည့်ရင်ဆိုင်ခဲ့တဲ့နေ့ပြီးသွားပြီနော်အခုကစပြီးကျမအလှေလာပြီအေးဈေးလောက်လိုက်အောင်မရှင်နော်ဒီစကားကြီးပြောနေလို့လာနာထောင်နေအကူမကြီး sorry ပါကျမဈေးရောက်တော့မှမလို့ပါ ်လှုပ်လှုပ်လိုက်အောင်မယ်เนาะအခုကိုပါတာကိုရောင်းရောင်းစရာရှိတာရောင်းမယ်เนาะတော်လည်းကြီးမှာကိုပါဝင်လို့ရတဲ့နေရာလေးပါဝင်မယ်လှုပ်စရာရှိတာလှုပ်မယ်ကိုပစံနဲ့ကိုပို့မယ်နော်ကိုပစံကိုပို့မယ်အဲ့ဒါအောင်မှာလာပြောချင်လို့ရှင်လာပြောတဲ့ကောင်လေးကိုစောက်ခွက်ကြီးရိုက်မယ်နော်အမေရိကဆိုရင်တရားစွဲမယ်တခြားနိုင်ငံကောင်စုတခြားနိုင်ငံကောင်ပုံစံတုံ့ပြန်မယ်နော်ဘာလို့မှလဲဘာလို့တင်းကြီးခံနေရမှာလဲဘာစောက်ကျေးဇူးရှိလို့တင်းကြီးခံရမှာလဲ နော်ကျမဒီတော်လေးရခေါင်းငုံပြီးထွက်သွားမယ်ကောင်းမှာမဟုတ်ဘူးနော်ခေါင်းမော့ပြီးရက်ပြစ်တာ